ြည်ရင်းပြည်ပကုမ္ပဏီတွေကိုတင်တာခေါ်ယူပြီးရန်ကုန်မြို့ရင်းကမြစ်ချောင်းတွေမှာဝါတာတက်စီတွေမကြမီပြေးဆွဲတော့မယ်လို့ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်စက်မှုလက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကပြောပါတယ်အာကာသတင်းပေးပို့ထားပါတယ်ခင်ဗျာအော်ဒိုဘလာနဆက်ရှင်တွေကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွတ်တော်တတိယပုံမှန်စီဝေးစသုံးရမြောင်တွေကအခုလိုပြောဆိုသွားတာပါမင်္ဂလာတောင်ကျွန်းမြို့နယ်မဲဆန္ဒနယ်အမှတ်2ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရအောင်ကဝါတာတက်စီတွေပြည့်စွဲဖို့ကောင်တာဖော်နိုင်ခြင်းရှိမရှိမေးမြန်းခဲ့တာဖြစ်ပါတယ် ရေမုံမျိုးမှာရှိနေတဲ့ညချောင်းရရဲ့ပျက်စီးနေမှုရာသီဥတုအနေအထားအနည်းနဲ့လာလာပြက်ကွက်ခဲတဲ့ညချောင်းသားညချောင်းတန်ရှင်းရင်းနဲ့တိမ်ငုံနေမှုခြေနေတဲ့ခရီးတွေတို့ရဲ့ယုံကြည်တဲ့မှုနဲ့သဘောထားစစ်တမ်းများစင်ပေါ်ရေးပညာရှင်များနဲ့နိုင်ငံတော်အတွက်အကျိုးစီးပွားလူဝါချက်များကိုဆောင်ရွက်ထားနိုင်မှုခြေနေကြီးကြပ်ကိုပြောနိုင်မှုနဲ့ဆွမ်းဆောင်နိုင်မှုအစရှိရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဆွေးရင်မကင်း ရိုးသားစွာဖြစ်မိပါတယ်ဝါတာတစီတွေပြည့်စွဲဖို့ရန်ကုန်တိုင်းဒေသကြီးတွေကမြစ်တွေကိုကွင်းစင်လေ့လာပြီးဖြစ်လို့မကြမီပြည့်စွဲသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဆိုရဖွဲ့လက်စစ်စမှုလက်မှုနဲ့လက်မဆွေသွေးဝင်ကြီးဒေါ်နီလာကျော်ကပြောပါတယ်ဒီလုပ်ငန်းကိုလုံဆောင်နိုင်ဖို့အတွက်မှာပြင်မြောက်နိုင်ရရှိမရှိလေ့လာမှု feasibility study ကို ကျမတို့ဒီ2016ခုဇွန်လကလေးကစတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။လက်ရှိမြေချောင်းများအသုံးပြုမှုအခြေအနေအသုံးပြုနိုင်တဲ့အမြန်ရည်အရွယ်အစား ဒါ၄အားလုံးကိုပင်စင်လေးလာခဲ့ပြီးဖြစ်ပါတယ်။ဒါမှမဟုတ်လည်းလိုအပ်တဲ့လေးလာမှုတွေကိုဆက်လက်ဆောင်ရွက်နေပြီးမကြမီမှာပြည်တွင်းလုပ်ငန်းရှင်ပြည်တွင်းပြည်ပဖက်ဆက်ကုမ္ပဏီများကိုတန်တာခေါ်ယူသွားမှာဖြစ်ပါတယ်။အဖက်ဖက်မှပြည်စုံအောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလိမ့်စားစွာဖြေကြားပါရရှင်။ဝရတစီတွေစတင်ပြည့်စွဲမဲ့အချိန်နဲ့ပြည့်စွဲမဲ့အစီအစဉ်အသေးစိတ်ကိုတော့ဖြေကြားသွားတာမျိုးမရှိပါဘူး။ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့လှိုင်မြို့ငမွေချောင်းပဇွန်တော်ချောင်းတွေမှာပြည့်စွဲမဲ့ဝါတာတက်စီတွေကိုရန်ကုန်မြို့တေဥပုဆောင်ရေးကြီးကြပ်မှုအနာပိုင်ဖွဲ့ကစီမံကုတ်ခဲ့တော့မှာဖြစ်ပါတယ်ကျွန်တော်အာကာပါ